မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဧပြီလ29ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်ထရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ33ဒီဂရီဆက်စီယက61ဒီဂရီဖာရဟိုင်းရန်ကုန်မြို့မှာ34ဒီဂရီဆက်စီယက63ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ35ဒီဂရီဆက်စီယက65ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲချိန်မူလဝတ္တဂျိုတို့မှဖိန်ရရှိတဲ့ပွင့်ရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတင်းတဲ့တမတိန်တို့ထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနေ့သားကြီးတို့မှာမိုးတိမ်တောင်းများပြထွန်းလျက်ရှိပြီးအစိုးပါမိုးတိမ်တောင်းများရွေလျားနေရာတခြားမှာမိုးရွာသွန်းတဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်းမာရေးသားကြီးနဲ့ပြည်내များမှာတိမ်သစ်တမတိမ်ထုထနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြမမြမကံယူတန်းတခြားနဲ့ ကန့်လွတ်ပေးလိုက်ပြီးတော့မှငါးပေမှရှစ်ပေကန်ရှိနိုင်ပါတယ်။နက်ဖြတ်မွန်းတဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့စကနက်ဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်နေပြည်တော်ကယားပြည်နယ်ဘကိုရန်ဒေသကြီးအင်အာဘီနန်ဒေသကြီးရန်ကုန်ဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားကချင်ပြည်နယ်ချင်းပြည်နယ်စကနက်ဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာဆက်စိမ့်နေရခိုင်ပြည်နယ်မှာနေရာကျကျမိုးတချုံရွာပြီး ်ဘကိုတိုင်းနေသားကြီးရန်ကုန်တိုင်းနေသားကြီးအေအာဗရီတန်နေသားကြီးကရင်ပြည်နယ်နဲ့မွေပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့နေတော်ဝိုင်းမနေ့ပြန်တော့မိုးလုပသားအခြေအနေခံမှန်းကြမှာနေရာကွက်ကြောင်းမိုးထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယက်67ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်ဝိုင်းမနေ့ပြန်တော့မိုးလုပသားအခြေအနေခံမှန်းကြမှာလည်း နေရာကွက်ကြားမုတ်တချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်ဆီယက်63ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်ဆီယက်83ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီးတဝိုင်းမြေပြန်အတွက်မိုးလဝတအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြားမုတ်တချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်ဆီယက်65ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်ဆီယက်89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ နောက်နေ့ရက်တန်းခမှန်ချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်းတိုင်းဒေသကြီးတို့မှာနေရာစစ်စစ်မှနေရာနှံပြောင်းမှုတစ်ချုံရပါမယ်။အချိန်ကောင်ဟုံးမွေးရနိုင်မဲ့တတိပိချက်ဒီကနေ့မြန်မာစံတော်ချိန်စက်ခွန်30နာရီချိန်တိုင်းထောက်ချက်များအရအနောက်ဘက်မှာရေးလျလာတဲ့လေပွေလိုင်းမြိုင်အရှိန်ကြောင့်လကောင်း အရှေ့ဘက်မှာရွေလျားလာတဲ့လေဝေလိုင်းများရဲ့အရှင်ကြောင့်လကောင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလင်းနှွေးများနဲ့တရုတ်ပြည်မကြီးပေါ်ရှိလေပြားကြီးရဝင်းဒေသမှာရွေလျားလာတဲ့လေအင်းများတွေ့ဆုံမှုကြောင့်လကောင်းအပူပြန်တက်တိမ်များဖြစ်ထွန်းမှုအကောင်းခြင်းကြောင့်လကောင်းဒီကနေ့ညနေမှာ၄ရက်၅လ2025ရဲ့နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကနနေသားကြီး AR ရီဒါနေသားကြီးတနင်းသားရီဒါနေသားကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိတ်မှာနေရာနံပြမုတ်တချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရွေးမိုးကြီးနိုင်ပါတယ်။ အကြံပြုချက်သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မွေးရခြင်းနဲ့အတူလေးပြင်းများတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းနဲ့မြေပြိုခြင်းစားတဲ့မိုးလဝတဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလဝတသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။